ဖေတာစကလာတစ်ခုလုံးဘာကြောင့်ကြောစွာဝင်းကိုချစ်ကြတာလဲလူရီချစ်အောင်နေတဲ့သူကအလိုလိုနေရင်ပုံရင်းချင်ရဲ့ချစ်ခင်ခြင်းကိုရရှိတယ်လို့လူမချစ်အောင်နေတဲ့သူကတော့ဘလိုပဲနေနေဒဇက်ကလေးမကိုကြည့်လို့ရမှာမဟုတ်ပါဘူးဂုံဂုံပြောရရင်ပြည်သူသားမိပြည်သူသားဖောက်ဆိုပြီးတဖောက်ဖောက်နဲ့ဘလိုပဲပြောနေပါစေဘသူမှအဲ့ဒီလူကြီးကိုချစ်ကြမှာမဟုတ်ဘူးလို့ဆိုရမှာပါကြောက်လို့သာချစ်ဟန်ဆောင်ရင်ဆောင်မယ်တကယ်လက်တွေ့မှာတော့ဘသူမှချစ်ကြမှာမဟုတ်ပါဘူး အခုလည်း Fedex Scarlet ကိုရောင်းရှိနေတဲ့ကြောစွာဝင်းကိုတော့တော်တော်များများကသူ့ကိုချစ်ကြတာကိုအားလုံးလည်းမြင်တွေ့ထားခဲ့ကြပြီးဖြစ်မှာပါ။ဒါဟာဘာကြောင့်လဲဆိုရင်တော့လူတွေချစ်အောင်နေတဲ့အတွက်ကြောင့်လို့ဆိုရမှာဖြစ်ပြီးဘလို့နေလူတွေချစ်တာလဲဆိုရင်တော့ကြိုးစားတဲ့သူမခိုမကပ်တဲ့သူစီကန်းလိုက်နာတဲ့သူတွေကိုတကယ်လူရောလူကောင်းတွေကချစ်ကြတယ်လို့ဆိုရမှာပါ။ပတ်စံရှိတဲ့လူတွေကိုလည်းတချို့ကချစ်ကြတယ်လို့ဆိုရမှာဖြစ်ပြီးအဲဒီလိုလူတွေကိုတော့ရင်ထဲကချစ်တာမဟုတ်ဘဲအပေါ်ယံငွေမျက်နှာကြောင့်လူချင်းလူခင်ပေါများနေကြတာဖြစ်တယ်လို့ဆိုရမှာပါ။ အခု Fedex Club ကိုရောက်ရှိနေတဲ့ကျော်စွာဝင်းကိုတော့သူ့ရဲ့ trainer တွေ legend body ကတကယ်ညီရင်းကိုတယောက်လိုချစ်ကြတာကိုမြင်တွေ့နေခဲ့ရတာပါဒါဟာဘာကြောင့်လဲဆိုရင်တော့မန္တလာသားတယောက်ရဲ့ယူသားကျူးစားတဲ့စိတ်ဓာတ်ကြောင့်ပဲဖြစ်ပါလိမ့်ကျော်စွာဝင်းရဲ့ပုံစံကိုကြည့်ချင်းအားဖြင့်မန္တလာသားရဲ့နေပုံထိုင်ပုံကအနည်းငယ်တဲ့သဘောမှရှိပြီး Fedex Club ရဲ့ချမှတ်ထားတဲ့စီးပင်းစည်းကမ်းတွေကိုလည်းအမြဲတစေလိုက်နာရတဲ့သူလည်းဖြစ်ပါလိမ့် နောက်ပြီးသူဟာသူ့ရဲ့ fighter ဘွားကို professional ဆန်ဆန်ရှောက်လန်းနေတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပြီးဘသူကမှလည်းမပုတ်ခတ်တယ်လို့ဘသူကမှတိုက်ခိုက်တာမျိုးလည်းမရှိဘူးလို့ဆိုကြမှာပါ။ဒါရီမဲလာဆိုရင်တော့လူငယ်တော်တော်များများကြိုက်ကြတဲ့အရက်နဲ့ဘီယာကိုလည်းဝီရာမနီလှုပ်ထားခဲ့တယ်လို့ပါတီရီကလပ်တီကိုလည်းရှောင်းကျင်းလေးရှိတဲ့လူငယ်တယောက်အဖြစ်မြင်တွေ့နေခဲ့ရတာပါ။ ညဘက်ဒီမှာဆိုရင်လည်းပဲ Facebook လေးတုံးဖုန်းလေးတုံးပြီးမှမျက်နှာမအိတ်တက်တဲ့သူတရားမဟုတ်ဖိနေစောစောအိတ်လို့စောစောထားလို့စောစောလေးချင်းကြပါစို့ဆိုရဲဆောင်ဘုတ်ကကျောစွာဝင်းရဲ့အဓိကဆောင်ဘုတ်တစ်ခုလို့ဖြစ်နေခဲ့တာပါညဘက်ဒီစောစောအိတ်တလုံးမနဲ့ဆိုရင်လည်းစောစောထားကလေးချင်းမှုတွေကိုအမြဲမပြတ်ကြိုးစားလေးချင်းနေခဲ့တာကိုမြင်တွေ့နေကြရတာဖြစ်ပါလိမ့်မယ်မြမရွေးရလက်ဝေးကလာတဲ့လူငယ်လေးတယောက်ကိုယ်တိုင်ကသူ့ရဲ့ရည်မှန်းချက်ကြီးကြီးနဲ့ကြိုးစားနေကြတာကိုမြင်တွေ့နေခဲ့ရတဲ့အခါမှာတော့အားလုံးက respect ပေးကြတယ်လို့ သူ့ကိုဝိုင်းမိချစ်ကြတာကိုလည်းမြင်တွေ့ထားခဲ့ရတာပါနောက်ပြီးဒီလိုယူသားကြိုးစားတဲ့လူငယ်ဖိုက်တာတယောက်ကိုမြန်မာပြည်သက်တွေကိုယ်တိုင်ကလည်းချစ်ခင်အားပေးခဲ့ကြပြီးအရင်ကထပ်ပို့ပြီးတော့ပြည်သက်ပိုများပြားလာခဲ့သလို Vedas Club ကဖိုက်တာတော်များများလေးမြန်မာမှုမြန်မာဟန်မြန်မာစာရင်းနဲ့ယင်းနှီးလာခဲ့ကြတာကိုပါမြင်တွေ့လာခဲ့ရတာဖြစ်ပါသည်ကျော်ကြီးစီကနေမြန်မာစကားတွေသင်ယူရကြသလိုမင်္ဂလာပါစားပြီပြီလားနေကောင်းလားစားတဲ့စကားလုံးတွေနဲ့မြန်မာစကားပြောလာခဲ့ကြတာကိုလည်းမြင်တွေ့နေခဲ့ရတာဖြစ်ပါသည် ဒါရီဟာကျော်စွာဝင်းကိုချစ်တဲ့စိတ်နဲ့အတူမြန်မာပြည်သက်တည်းရဲ့ဝင်းရံမှုတွေအားပေးမှုတွေကိုထိုင်းဖိုက်တာတွေလည်းသဘောကျနှစ်သက်လာခဲ့ကြတဲ့အတွက် post day party တင်းတဲ့အခါမှာတော့မြန်မာလူတွေရေးပြတင်လာခဲ့ကြတာမြင်တွေ့နေခဲ့ကြတာပါနောက်ဆုံးမြန်မာစာပြီးမြန်မာစကားကိုသဘောကျနှစ်သက်လာတဲ့တွေမမစတမ်ပြောက်လည်းအပါဝင်ဖြစ်လာခဲ့ပါလိမ့်ကျော်စွာဝင်းနဲ့နှစ်ယောက်တူရိုက်ထားတဲ့ပုံနေတင်တဲ့အခါမှာလေမမစတမ်ကတော်တော်ချစ်စရာကောင်းတာပဲဆိုတဲ့စာသားကိုထည့်ရေးပြီး post တင်သွားခဲ့တာကိုမြင်တွေ့ခဲ့ရသလို အိမ်ပြန်လာပြီးဒူရင်ချမ်းမှာကူညီပါဆိုတဲ့စာသားကိုရေးသားဖော်ပြသွားတာကိုလည်းမြင်တွေ့ခဲ့ရတာပါဝိုင်ဒူးကနက်ခရရုဆိုရင်လည်းပဲတခုခုပြောပြီးဆိုတာနဲ့မြန်မာစကားတွေကိုထည့်သွင်းပြောလာခဲ့ကြပါလိမ့်ဒါရီဟာစောစာဝင်းပေါ်ထားတဲ့ချစ်ချင်းမြေတားရီလို့ဆိုရမှာဖြစ်ပြီးလူတွေချစ်အောင်နေရင်လူသားတွေကချစ်ကြတယ်ဆိုတာကိုတတ်သိပြနေခဲ့တာဖြစ်ပါလိမ့်